င်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာသတင်းစာဂျာနယ်တွေကနေကျွန်တော်တို့လည်းလမ်းမိသလောက်ဖတ်ကြားတင်ဆက်ပေးတဲ့အစီအစဉ်ဒုတိယပိုင်းဖြစ်ပါတယ်ပထမပိုင်းမှာကြန့်ရှိခဲ့တဲ့သတင်းစာဂျာနယ်တွေရဲ့မျက်နှာဖုံးပေါ်ကသတင်းကောင်းစင်တွေကိုဖတ်ကြားပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ daily 11မှာရေးထားတာကတော့ဝတ်တက်သား30တဲ့ဟုတ်ကဲ့ရဟယင်မောင်းတင်တန်းတက်ဖို့တရုတ်နိုင်ငံကိုဆီလို့မယ်ဆိုတဲ့တဲ့မဟုတ်မှန်ကြောင်း USA ကပြုတ်စုံရှိသူကပြန်ပြီးတော့ဖြည့်ရှင်းတဲ့ဟာပါတဲ့တင်ထွက်နေတဲ့ကောလာဟာလောက်ပြန်ဖြည့်ရှင်းတာပါ နောက်တစ်ခုကတော့ကျွန်တော်ရန်ကုန်တိုင်းထဲမှာရေးထားတာကတော့ကျောတခင်းစာနေရာပေးပါတဲ့ဒါကျောတခင်းစာကိစ္စတော့အခုတော့ဘောကလည်းခက်နေပါဘောတော့သွားနေမှမသိဖုန်းကျောင်းနေတော့လည်းမောင်းထုတ်လမ်းပေါ်နေတော့လည်းမရဆိုတော့ဟုတ်ကဲ့သွားစရာမရှိပါဘူးဆိုမှသွားရမယ်ပြောတယ်ဘယ်သွားမယ်မသိဘူးဖြစ်နေတော့အဲ့ဒါရေးထားပါတယ်နောက်ပစ္စည်းမှမှာတော့ကျွန်တော်တို့ရခိုင်ကောင်းဆောင်များရတဲ့ပြစ်ခတ်ခံရမှုမလေးရှားရဲ့အထူးတပ်ဖွဲ့ဖွဲ့စည်းဆိုပြီးရေးပါတယ်ဒါကတော့နောက်ဆက်တွဲပေါ့ရခိုင်ကောင်းဆောင်တွေဒါ ကွာလာလမ်းအရှင်ကိုအရှင်ကသူ့နိုင်ငံမှာဧည့်သည်တစ်ခုဖြစ်တော့သူလည်းတာဝန်ယူရမှာဟုတ်ကဲ့ဆိုတော့ကိုဟုတ်ကဲ့နေသွင်းငိမ့်စီကဟုတ်ကဲ့ကျွန်တော်ကဒီမှာဒီဝင်းကြီးဦးအောင်မြင့်နဲ့ပတ်သက်ပြီးတော့မှဒါမျက်စိမှာမှလည်းရေးထားပါလေဝင်းကြီးဦးအောင်မြင့်ကယာတုမှဖယ်ရှားပေးဖို့ဆန္ဒပြမယ်ဆိုရေးပါလေဒါကတော့အခုတည်းကမပြီးသေးပါဘူးဒါလည်း70မှာကလည်းအဲ့ဒီအကြောင်းပဲရေးထားတော့ဝင်းကြီးများမလိမ္မာရင်ဘယ်သူမှတာဝန်ရှိတယ်လဲတဲ့ဒါတော့ဒါမေကွန်းထုတ်တဲ့ကိစ္စပါပဲဟုတ်ကဲ့အဲ့ဒါလေးကိုဒါ ဒါသူတို့အသုံးသက်ချက်ပေါ့လေအေးသူဆန်ကရေးထားပါတယ်ဘာဖြစ်လဲဆိုတော့အခုနောက်ပိုင်းဒါအစိုးရထဲကဒါသမရအနာကလူတွေပြောရမှာပေါ့ဝန်ကြီးတွေရောသမရအကြံပေးတွေရောပြောလိုက်တဲ့စကားတွေကခဏခဏအာမလိမ္မာတာတွေဖြစ်နေတော့ဒါဘယ်သူမှတောင်းဝန်ရှိသလဲဆိုပြီးမေးခွန်းထုတ်ထားပါတယ်ဒီမေးခွန်းရဲ့အဖြေကိုတဲ့ဝန်ကြီးများရွေးချယ်ခန့်အပ်ထားတဲ့သမရဦးသိန်းစိန်လည်းမဖြေသေးပါဘူးတဲ့ကဲကန်ရှင်ဝန်ကြီးများကိုယ်တိုင်လည်းလူသိရှင်ကြားဖြေရှင်း ဒါမရှိသေးပါဘူးတဲ့ပိုးရဲဆိုးရွားဒီမှာဝင်းကြီးတူဦးရဲ့နှုတ်နဲ့ရန်ကားမှုကိုတခြားဝင်းကြီးများကပါဝိုင်းဝန်းဖုံးဖိကာကွယ်နေကြချင်းဖြစ်ပါတယ်တဲ့ရင်းလုံရက်ကလက်ရှိအစိုးရရဲ့အုပ်ချုပ်ရေးရန်ရာနဲ့ဒီမိုကရေစီဖော်ဆောင်မှုအပေါ်တန်တရားပွားစီလာကြောင်းနိုင်ငံရေးသမားများနဲ့လွှတ်တော်အတိုင်းဝိုင်းအပြင်အယက်သားတချို့ကပါဝေဖန်လာကြပါတယ်ဆိုပြီးတော့မှရေးထားပါတယ်ဟုတ်ကဲ့သမရကခေါ်ယူတတိပေးယုံသာပြုလုပ်ခဲ့ပြီးတော့မှချက်ချင်းရင်းမြူချင်းရဲ့နောက်ဆက်တွဲရလက်ကရင်းဝင်ကြီးများကို ဘသူတွေကကြောတော့နောက်ခံပြုနေတယ်လဲဆိုတာတန်တရာပို့ပြီးတော့မှကြီးထွားစရာဖြစ်လာပါတယ်ဆိုပြီးရေးထားပါတယ်အဲ့ဒီမှာဆိုရင်အရင်ကပြောခဲ့တဲ့ဝင်ကြီးတွေပေါ့ကြီးသူကိုထမင်းတက်နဲ့ပဲရှော့စားခိုင်းတော့လေယာစိုက်ပျိုးရင်းနဲ့ဆယ်မျောင်းဝင်ကြီးဌာနဦးမြင့်လိုင်ဆိုရင်အရင်စစ်ဆိုရအကြီးကဲဟောင်းဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့လူရင်းဖြစ်ပြီးတော့မှအခုနယ်လှည့်ပားရိုက်မယ်ဆိုပြီးတော့မှပြောတဲ့အရင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဘူဂျုံအုံမြင့်ဟာလည်းပဲဘူဂျုံမှုကြီးတန်းရွှေရဲ့လူရင်းဖြစ်တယ်ဆိုပြောမှဒါသုံးသက်ဝေဖန်ကြတဲ့အချက်ဒီပါဟုတ်ကဲ့အဲ့တော့ဒါကတော့နောက်ဆုံးကြတော့ဘသူမှတောင်းဝန်ရှိသလဲဆိုပြီးတော့မှမေကွန်းထုတ်เสียဖြစ်နေတာပေါ့အဲ့တော့သမရဦးသိန်းစိန်ကကြံရှိနေတဲ့အစိုးရတပ်တန်းမှပြည်သူလိုအင်နဲ့အတန်ကိုနားထောင်ပြီးတော့မှဆက်လက်လုပ်ကိုင်သွားမယ်ဟုဂတိပေးစကားပြောကြားထားပါတယ်တဲ့ဒီမိုကရေစီနှီးကြရွေးကောက်ထားတဲ့ကျွန်တော်တို့အစိုးရလို့သမရကမကြာခဏ သုံးနှုံပြောဆိုလေးရှိပါတယ်။အပြောနဲ့လို့တထက်တည်းကြားစီဖို့တမရအနီးကလူတွေဖြောက်မဲ့မှန်ကန်ဖို့လည်းလိုပါတယ်တဲ့။၎င်းတို့ရဲ့အချိန်များစွာမကြံတော့ပါဘူး။ရွေးကောက်ပွဲမတိုင်ခင်နှစ်နှစ်အတွင်းမှာပြည်သူနှစ်လူမှုကိုကြသဖို့အတွက်ပြပြတတအရေးယူကြမှာဖြစ်ပါတယ်တဲ့။သို့မှပဲဥသိင်းရှင်အစိုးရရဲ့ပြုပြင်ပြောင်းလဲအပေါ်တန်တရားတွေဖယ်ရှားနိုင်မှာဖြစ်ပါတယ်ဆိုပြီးတော့ဒါကတော့ဒါအရေးယူတင်တယ်ဆိုတာမျိုး။ဟုတ်ကဲ့။ညာနော်တစ်ဖက်ကနော်။ ဆိုတော့ကျွန်တော်စီမှာတော့ရန်ကုန်တိုင်းမ်စ်ကကျွန်တော်တို့သတင်းပေါ့ဗျာလေဗရောင်းအရေးဖြင့်ဖမ်းဝရန်ထုတ်ခံရသူများအားတဲ့အထူးရဲတပ်ဖွဲ့ကစတင်ဖမ်းဆီးဟုတ်ကဲ့နော်ဝရန်ထုတ်တဲ့လူတွေကိုဖမ်းပြီပေါ့ဗျာဖမ်းတာလည်းအထူးရဲတပ်ဖွဲ့ဖမ်းတယ်တဲ့လေဗရောင်းတော်ဂျင်းနီစီမံကိန်းဖြတ်သိမ်းလှုပ်ရှားမှုတွင်ပါဝင်ပတ်သက်ပြီးဒေသတည်ငြိမ်မှုကိုပြက်ပြောင်းအောင်လှုပ်ဆောင်မှုဖြင့်ရွှေဘုံမြို့နယ်တရားရုံးမှဖမ်းဝရန်ထုတ်ခံထားရသူ9ဦးတွင်ရန်ကုန်ပြည်သူ့အကျိုးဆောင်ကိုရက်မှကိုတော်စင်အားစကိုင်းတိုင်းဒေသကြီးအထူးရဲတပ်ဖွဲ့မှဖေဖော်ဝါရီ17ရက်နေ့ 9နာရီကဖမ်းဆီးလိုက်ကြောင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုရုံးမှာသိရတယ်နော်ကိုသေးစင်ကိုဖမ်းသွားတာဟုတ်ပါတယ်တဲ့ဒီတော့ဝရမ်းထုတ်ထားတဲ့တရားကကိုလတ်ဆိုတဲ့လူကပြောတာတုံရွန်နဲ့ဆယ်ရွဲရာကြာလူပြတ်တဲ့နေရာမှာအရဝင့်နဲ့လူ6ယောက်ကလုံထွေတပ်ပုတ်ပြီးဖမ်းသွားတယ်လို့သိရပါတယ်ဒေသခံတအူးနဲ့နေဂျာပန်သွားချိုးကျင်လို့ခေါ်သွားရကနေဖမ်းသွားတာသူနဲ့ပါသွားတဲ့အမျိုးသမီးကိုတော့ပြန်ထုတ်လိုက်ပါတယ်ဖမ်းဝရမ်းထုတ်ခံထားရတဲ့အမှုတွေကသမရရဲ့နှစ်တကူလူငယ်ချမ်းသာအတွင်ထဲမှာမပါဘူးလို့ပြောပါတယ်ဟုတ်ကဲ့ ဒါသူတို့ဖမ်းတာလည်း2013ပေါ့နော်ဇွန်လ၄ရက်ကတဲ့လီဘရောင်းအရေးနောက်ကမှသွေးထိုးလွတ်စော်သူယူဆသဖြင့်အရေးယူအပြစ်ပေးနိုင်ရန်ရှီဘုံမြို့နယ်တရားရုံးမှာဖမ်းဝရမ်းထုတ်ပြီးတရားခံပြေးအဖြစ်သတ်မှတ်ထားကြောင်းစကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှထုတ်ပြန်ကြေညာခဲ့တယ်ဆိုတော့ဒါကတော့တဲကုန်းကဒါလေသိန်းခံရတဲ့လေသမားတွေကဒါတပိတ်စကန်းဖွင့်တဲ့ကိစ္စပါဒါကတော့ဒီစံတော်ချိန်မှာရေးထားတာကတဲကုန်းတောင်သူများတပိတ်စကန်းဖွင့်လေယာမြေမရမချင်းဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့မှရေးပါတယ်ဟုတ်ကဲ့ဒါ ဖေဖော်ဝါရီလ7ရက်နေ့ရက်စွဲနဲ့ရေးပါတယ်အခုဒီမှာမျိုးစိမမှာရေးထားတာကတော့တဲကုန်းမြို့နယ်တောင်သူများရဲ့တပိတ်စခန်းရဲဝင်ဖမ်းဆိုပြီးရေးပါတယ်ဒါကတော့ပို့ပြီးတော့ update ဖြစ်တာပေါ့ဗျာဟုတ်ကဲ့အဲ့တော့လျာသိန်းစည်းခံရတဲ့လျာမြေများပြန်ရဖို့ဆန္ဒပြတိုက်ပွဲဝင်နေတဲ့ဘကိုးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်ကတောင်သူတွေရဲ့တပိတ်စခန်းကိုဖေဖော်ဝါရီလ7ရက်နေ့ညနေပိုင်းမှာဂဲတွေနဲ့ပစ်ပေါက်ခံရပြီးတော့နောက်နေ့နံနက်ပိုင်းမှာတော့တပိတ်စခန်းမှာရှိတဲ့ဆန္ဒပြခေါင်းဆောင်လေးဦးကိုမြို့နယ်ရဲစခန်းသို့သွားရောက် အဖမ်းခံလိုက်ရကြောင်းဆန္ဒထုတ်ပေါ်နေသူများကမျိုးစိမကိုပြောကြားပါသည်ဆိုပြီးရေးပါတယ်အဲ့တော့သူတို့ဆန္ဒပြနေတဲ့ဟာကတော့ဒါတဲကုန်းမြို့နယ်အောင်ကုန်းကျေးရွာမှာရှိတဲ့တောင်သူတွေရဲ့လယ်မြေဧက1100ကျော်ပါတယ်အဲ့တော့ကိုတန်ထောက်တစ်ခုနှစ်တုန်းကစစ်တပ်ကသိမ်းပြီးတော့လက်ရှိမှာအမှတ်3လက်ကားသမဝယ်မှအတင်း limited အမည်နဲ့9ခန်းလုပ်ငန်းတွေအပါအဝင်စီမံကိန်းတွေအကောင့်ထဲမဖော်ရသေးတဲ့မြေတွေရှိနေတော့ပေါ့အဲ့ဒီမြေတွေအားလုံးပြန်ရဖို့အတွက်ဆိုပြီးတော့မှဒါသူတို့တပိတ်စကန်ဝင်တာပါ ကျွန်တော်ရန်ကုန်တိုင်းဆိုရင်ကျွန်တော်တို့မြမစီဝါရေး road map မရှိသေးဘူးဥတီစာဝေဘန်လမ်းပြပြပုံမရှိသေးဘူးပေါ့ဗျာဟုတ်ကဲ့ကျွန်တော်တို့နိုင်နိုင်စုံနဲ့ငွေထွေးကြီးတဲ့တည်င်းပေါ့နော်ဒါကျွန်တော်ရန်ကုန်တိုင်းဆိုဒီကျွန်တော်တို့ထူးကုမ္ပဏီရဲ့ကျွန်တော်တို့ဒီထူးကုမ္ပဏီအုပ်စုရဲ့နာယကဖြစ်တဲ့ဥတီစာပြောပြတာဟုတ်ကဲ့စီဝါရေးကဏ္ဍအနေနဲ့ပြောရရင်အခုချိန်ဒီ road map လို့ခေါ်တဲ့လမ်းပြမြေပုံကမရှိသေးဘူးစီဝါရေးတိုးတက်ဖို့ဆိုရင်လမ်းပြမြေပုံလိုတယ်ဟုတ်ကဲ့ဒါမှလုပ်ငန်းရှင်တွေကရှိနေတဲ့လမ်းပေါ်မှာပြေးလွှတ်လောက်ကင်မဲ့ဆိုရင်အများကြီး တွတ်တက်လာနိုင်မယ်ဆိုတော့သူကအဲ့လိုပြောတယ်ပြောတော့ကျွန်တော်တို့ဒီပြည်တွင်းအချွေလုပ်ငန်းရှင်တူကဘာပြောလဲဆိုတော့အကူတို့မြမစီဝါယူပြောရင်လည်းရမ်းမိလို့နေရတဲ့အခြေအနေပဲတဲ့အမောင်ထဲမှာလမ်းလျှောက်နေရတယ်လို့ပဲတဲ့မလျှောက်လို့ကလည်းမရဘူးတဲ့ခုချိန်ဒီဘာမူဝါဒမှာတိကျမရှိသေးတော့အနေထားစီဝါယူလုပ်ငန်းကလည်းမလုပ်ဖက်နေလို့မရမလုပ်ဘူးနေလို့ရှိရင်လည်းကိုကမရယုံမရှိမယ်တဲ့မြမနိုင်ငံမှာစီဝါယူလုပ်တာကတိုးပွားဖို့တဲ့ကိုစီကမပါဖို့ရုံးကန်နေရတယ်လို့ပြောတယ်ဟုတ်ဒီတော့ကျွန်တော်တို့ဒုတိယပိုင်းရဲ့ကာတွန်းကဏ္ဍရောက်ပြီဆိုတော့ကာတွန်း နေမျိုးရဲ့ကာတွန်းမှာဟုတ်ကဲ့ဗျာဒီဘက်မှာကျွန်တော်တို့အထုပ်အပိုးတွေနဲ့ပေါ့ဗျာသူကလည်းကြည့်ရတာဒါကျူးကျော်ကနေမောင်းထုတ်ခံရတဲ့လူနှစ်ယောက်ဖြစ်ပါလိမ့်မယ်ဟုတ်ပါဘူးတယောက်ကပြောပါတယ်သူလမယားနှစ်ယောက်တယောက်ကပြောတယ်ယောက်ျားဖြစ်သူကနေစရာမရှိလို့မြေကျူးကျော်မိတယ်ငါတို့ကြတော့တယ်ပြက်ပြက်သားသားအေးယူပေမဲ့ငွေနဲ့လေကျူးကျော်သူတွေကိုတော့မပြတ်မသားကြီးပဲနော်ဆိုတော့ဟိုဘက်ကမိမဖြစ်သူကငွေနဲ့လေးဆိုတာကိုသူ့စိတ်ထဲမှာအတိတ်ပဲဖော်ကြည့်တယ်အခွန်ရှောင်းကျွေးမဆက်ငွေမဲပါရိုက်မယ် ဟုတ်ကဲ့ဆိုတာဆိုတော့ညမျိုးရဲ့ကျွန်တော်တို့ကာတွန်းလေးနေပဲသတင်းစာဂျာနယ်တွေထဲနေထုတ်နှုတ်ပြီးတော့ဖတ်ကြားတင်ဆက်ပေးတဲ့အစီအစဉ်ဒုတိယပိုင်းကိုရန်နာလိုက်ရပါတယ်ကြီးစုအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ